ကဲအားလုံးပဲကျွန်တော်ဒီရပိုင်းနေသွေးစရိုက်ပေါ့နော်နေကမိုင်းလေးလေးကျွန်တော်ရရင်ရသလိုဗီဒီယိုဖိုင်တိုးလေးတွေဖြတ်ပြီးတော့ကျွန်တော်ဖုန်းလေးကြိုက်ပြီးချက်ချင်းရောက်ရနေရနေဖြတ်တင်တာကြီးလုပ်ပါမယ်ဒီငလေးနဲ့ပတ်သက်လို့ EDG ကိစ္စတွေမှလည်းဖြတ်တင်ပါမယ်တချိန်တော့ပဲဒီလိုညဘက်မှာလည်းကျွန်တော်မီးနဲ့အတူလေးအတူလေးတွေကျွန်တော်မီးမီးသလိုကျွန်တော်ပြောပြရမယ်ဒီနေ့လည်းကျွန်တော်ငလေးအကြောင်းမပြောပါနဲ့အခြားအကြောင်းတွေကျွန်တော်ပြောဖို့တိတ်ပြီးတော့အစီအစဉ်မရှိပါဘူးဘာလို့ဆိုတော့အခြားအကြောင်းတွေညာတိတ်ပြီးတော့ငလေးထက်ပိုပြီးအရေးကြီးမနေဘူးလို့ကျွန်တော်ယုံကြည်တဲ့အတွက်တော့ကြောက်ကြပါအဲ့တော့ ကျွန်တော်တိုင်းပြည်လုံးမှာရှိတဲ့နိုင်ငံသူနိုင်ငံသားအားလုံးလောလောဆယ်တင်းကြီးအင်းချာဆောင်နေထိုင်နေရသောနိုင်ငံသူနိုင်ငံသားအားလုံးများသိစီဖို့ရည်ရွယ်ပြီးတော့ကျွန်တော်ပြောတာပါအဲ့တော့ဘေးဒုက္ခတင့်နေတဲ့လူတွေကိုကျွန်တော်တို့ဘယ်လိုကူညီရမလဲဆိုတဲ့အတွေးလေးတွေခင်ဗျားတို့ကျွန်တော်အားလုံးရင်းထဲမှာတွေးထားကြဖို့လဲတိုက်တွန်းပါတယ်အခုဆိုရင်ကုညီကယ်ဆယ်ရေးအဖွဲ့ရဲ့အတန်းတွေမျိုးစုံထွက်လာပါပြီဘာပဲပြောပြောကုညီကယ်ဆယ်ရေးအဖွဲ့တွေမျိုးစုံဖွဲ့ပေါင်းများစွာနိုင်ငံတကာဖွဲ့စည်းပေါင်းများစွာကလည်းလာကြပါပြီအာကျွန်တော်တို့ဘာပဲပြောအခုလုံးကျေးဇူးတင်နေရပါတယ်ဒီပြောရရင်တော့နိုင်ငံပေါင်းစုံဆိုတဲ့နေရာမှာကျွန်တော်တို့အင်းကြီးချင်း နိုင်ငံတွေဖြစ်တဲ့တရုတ်အိန္ဒိယအဲထိုင်းနော်ဘင်္ဂလားဒေ့ရှ်တောင်ပါလာပါတယ်ဟိုလာအိုလဲလာလိမ့်မယ်ယူဆပါတယ်ဆိုတော့တို့လည်းကူညီကြသလိုတစ်ချိန်တည်းမှာပဲဟိုနည်းနည်းကျွန်တော်တို့လလန်းกว่าတဲ့ရုရှားလိုနိုင်ငံလည်းချက်ချင်းလာတယ်အဲချက်ချင်းလုတ်ပြီးတယ်ဘယ်လိုလုပ်ဆိုလဲချက်ချင်းလုတ်ပြီးပါတယ်အာဆီယံနိုင်ငံတွေကဆိုရဲစင်ကာပူကိုပါတော့ရောက်လာပါပြီတောင်ကိုရီးယားလည်းလူမဲ့လူပတ်စံလူတဲ့အတန်ထွက်လာပါပြီဂျပန်လည်းမကြခင်တို့တို့ရဲ့ဒီလိုအပ်တဲ့ဒီအကူအညီထောက်ပံ့ရေးဟိုဟာတွေအများကြီးရောက်လာဖို့ရှိတယ်တို့ကျွန်တော်သိရပါတယ်ဆိုတော့ အဲတချင်ကျမှာပဲကျွန်တော်တို့အမေရိကန်ကလည်းကုဒါဒေါ်လာ2သန်းလှူမယ်ဆိုတဲ့သတင်းကုဒီနေ့စထုတ်လိုက်ပါပြီဒေါ်လာ2သန်းလှူမယ်လို့ထုတ်ပါတယ်ဒေါ်လာ2သန်းအမေရိကန်လှူမယ်လို့ထုတ်ပါတဲ့အချိန်မှာဩစတြေးလျကလည်း2သန်းလှူမယ်လို့ပြောပါတယ်အခြားသောဒီ EU နိုင်ငံတွေကလည်းလှူကြမယ်ပြောပါတယ်ဆိုတော့ကျွန်တော်တို့လက်ရှိငလျင်ဘေးနဲ့ပတ်သက်ရင်တကဘာလုံးကနားလေလက်ခံယုံကြည်တာကကျွန်တော်တို့မြန်မာနိုင်ငံသားတွေကိုကူညီရမယ်ဆိုတဲ့သူတို့စိတ်ရှိတဲ့ခါကျတော့သူတို့ကအကူအညီခြင်းနဲ့စိတ်အပြည့်နဲ့ပိုင်းဝန်းပြီးတော့သူတို့ပေးတဲ့အားတွေကိုအထောက်အပံ့အကူအညီတွေပေးကြတော့တွေ့ရပါတယ်အဲ့တော့ အဲ့ဒီအကူအညီတွေအကုန်လုံးကလည်းလက်ရှိဒီသေး NASA ကအစိုးရစီကိုဆက်သွယ်ပြီးတော့မှအဲ NASA ကအစိုးရနဲ့တိုက်ရိုက်ဆက်သွယ်တယ်ဆက်သွယ်ပြီးတော့မှတို့အဲ့ဒီငွေကြေးတွေဖြန့်ဆွဲငွေကြေးတွေစီးစင်တာရှိတယ်လိုရတဲ့ပစ္စည်းဝယ်ပေးရရှိတယ်ငွေကိုတော့ဒီလို cash နဲ့ပေးတာမျိုးတဲ့စာရင်တို့ကဒီဒေါ်လာဘဏ္ဍာတန်အကုန်ကူညီပစ္စည်းဘလောက်အဲဒါမျိုးတို့ပေးဖို့တာမျိုးလုပ်လို့မရဘူးယူဆပါတယ်ဆိုတော့မလေးရှား ဝင်းကြီးချုပ်ဆိုလို့ရှိရင်ဗိုလ်ချုပ်မှုကြီးမဲအောင်လည်းဒီနေ့မိန်ကွန်းအဲသူတို့ဖုန်းဆက်တွေပြောပါတယ်ဖုန်းဆက်တွေပြောတဲ့ဟာကိုလည်းနာဆာကဘက်ကထုတ်ပြန်ထားတာတွေ့ရပါတယ်အဲ့တော့မလေးရှားလက်ရှိအာဆီယံဥက္ကဋ္ဌဖြစ်တယ်သူတို့အနေနဲ့ကအာဆီယံဥက္ကဋ္ဌဖြစ်တဲ့ဝင်းကြီးချုပ်ကလည်းမြန်မာဝင်းကြီးချုပ်စီကိုတိုက်ရိုက်ဖုန်းဆက်ပါတယ်ဆက်ပြီးတော့သူတို့မလေးရှားဘက်ကကူညီမဲ့အကြောင်းအနေနဲ့နိုင်ငံတကာကိုသူတို့ဘယ်လိုပြောပြမလဲဆိုတဲ့အကြောင်းလေးတွေသူတို့ဆွေးနွေးကြပါတယ်နာဆာကဥက္ကဋ္ဌဘက်ကလည်းပြန်ပြောတာကတော့သူဒီနိုင်ငံမှာသူတို့ရဲ့စီးရင်ကောက်ထားတာကတော့လူ1900ကျော်ပတ်ချာလေးတော့တည်ဆုံထားပြီလို့ ်သူအနည်းဆုံးပြောပါတယ်ဒါလည်းပုံများဖို့လည်းရှိတယ်ဆိုတဲ့အကြောင်းသူပြောပါတယ်ဆိုတော့ဘာပြောမကြခင်မှာလဲနိုင်ငံကြီးမလေးရှားနိုင်ငံကြီးဝန်ကြီးကိုတိုင်မြန်မာပြည်ကိုအကူအညီတွေလာပေးမယ်လို့အဲမလေးရှားဘက်ကလည်းပြောပါတယ်ဒါတွေကတို့လောလောဆယ်ကူညီကြတဲ့ကိစ္စတွေပါလူပုဂ္ဂိုလ်အဲကျွန်တော်တို့ထင်ရှားကြွကြသူတွေလည်း ရောက်တဲ့နေရာရောက်သွားနေကြပါပြီ။အမှန်ရွယ်ဖို့အိမ်ဆိုလို့ရှိရင်လည်းရွယ်ဖို့အိမ်တို့အဖွဲ့တွေဆိုလည်းရောက်သွားပါပြီ။အဖြူထွေးလဲမန္တလေးကိုရောက်ခဲ့ပြီ။နောက်သူတိတ်မကြခင်စကိုင်းတော်ဆက်ထွက်မလာတော့မသိဘူးဖြူထွေးရ။အမ်ရွယ်ဖို့အိမ်ဆိုရင်စကိုင်းမှာရောက်သွားပါပြီ။ဘာပဲပြောပြောလူတွေကဒီလိုမျိုးထွက်လာကြပါတယ်။နောက် ARI Foundation ဆိုလည်းအဲဒီနေ့ဆိုရင်ဒါတို့စပြီးတော့တို့ရဲ့ကူညီမှုတွေစထွက်လာပါပြီ။ ဒီလိုပဲဒီ Rail Express လို့အဖွဲ့အစည်းကလည်းတို့အနေနဲ့ဒီရေးပေါ်ကယ်ဆယ်ပစ္စည်းတွေပို့ဆောင်တဲ့ကိစ္စကို Rail Rail Express ကအခမဲ့ပို့ပေးမယ်တို့ကားတွေနဲ့အခမဲ့ပို့ပေးမယ်လို့ပြောလာပါပြီတစ်ချိန်တည်းမှာပဲအဲကျွန်တော်စိတ်နှမြမွေရလို့မွေရကုမ္ပဏီတွေပေါ့နော်စသဖြင့်မွေရကုမ္ပဏီတွေကလည်းအဲစင်းနေမြလာပါလေနော်တို့ရှိရမွေးမွေးကုမ္ပဏီတခုကလည်းတို့လည်းဒီတို့ရှိရခေါင်းတွေဘာတွေကိုတို့ဟိုလှူပါမယ်ဆိုတော့ထုတ်လာပါတယ်ဆိုတော့ ျွန်တော်တို့နိုင်ငံသားတွေအားလုံးကလို့တက်ကြီးလက်ကြီးနဲ့တည်ငြိမ်ညွတ်တဲ့အထုတ်ထွက်ထွက်လာကြပါတယ်။နောက်နိုင်ငံတကာအဖွဲ့အစည်းနိုင်ငံအဖွဲ့အစည်းတွေအကူအညီတွေပတ်သက်လို့ရှိရင်အခုအကူအညီအဖွဲ့အစည်းတွေကတော့စိတ်ဆင်နာတန်တန်နဲ့ကူညီကြပါတယ်။ဒါပေမဲ့ကိုရအကူအညီယူတဲ့ခေါင်းတော်ဟာကူအညီချမ်းပန်းယူပါတယ်။ဘလို့ယူလဲဆိုတော့အာကူညီအဖွဲ့တွေကဘလို့အကူအညီယူလဲဆိုတော့ရှင်းရှင်းပြောရရင်တော့အာနိုင်ငံတကာထောက်ပံ့ကူညီတွေကိုအသုံးချပြီးတော့စစ်တပ်ကစစ်တပ်ကနေပြီးတော့ပြည်သူလူထုကိုဘုံကျဲရင်ဘယ်နဲ့လုံမလဲ။အဲ့ငွေတွေကစစ်တပ်ရဲ့ရဲ့ဘုံကျဲတဲ့ငွေတွေရောက်သွားရင်ဘလို့လုံမလဲဆိုတော့ပုံစံမျိုးနဲ့လူတွေကြားတဲ့ကို မဟုတ်မမှန်တဲ့တွေဝါရဖြစ်မှာတယ်ဆိုတော့တာမန်အချိန်ခံပြည်သူလူထုကြတော့သူတို့ပြောတာအဟုတ်လို့ထင်ကောင်းထင်သွားနိုင်ပါတယ်ကဲဒီနေရာမှာကျွန်တော်တို့ခင်ဗျားတို့ရွေးရှင်းတော့ပြောပါမယ်နတ်ဆာကအစိုးရကအဲ့ဒီနိုင်ငံတကာလာလူတဲ့ဟာတွေအကုန်လုံးကိုနတ်ဆာကအစိုးရကသူ့ကိုယ်တော်နဲ့ဒီလိုပြစ်ထည့်ပလဲလို့မရပါဘူးနိုင်ငံတကာဖွဲ့စည်းတွေဆိုတာလေသူတို့လူတဲ့ပစ္စည်းတွေသူတို့ကိုယ်တိုင်ကိုကြရောက်လာပြီးတော့လူကြတာဖြစ်တဲ့အတွက်သူတို့ကိုယ်စားလှယ်ရောက်လာပြီးလူရဖြစ်တဲ့အတွက် ဘလို့မှဒီပစ္စည်းတွေကိုစစ်တပ်ကတွားပြီးတုံးရတုံးရသုံးလျှောက်သုံးပြလို့မရပါဘူးမရပါဘူးဘာလို့ဆိုတော့နိုင်ငံတော်ဖွဲ့စည်းတွေမှာစည်းစရာရှိတယ်တုံးတာဘာတုံးလဲဆိုတာဆင်းပြောက်ောက်တာရှိတယ်ဒါတွေကပွန့်လဲပြောရင်တကယ်လက်တွေ့လုပ်ငန်းလုပ်ဖူးတဲ့သူတွေကသိပါတယ်မလုပ်ဖူးတဲ့သူတွေက မသိပေမဲ့လုပ်ဖူးပါလျက်နဲ့လူတို့ကိုအထင်မြင်လွဲမှားအောင် လုပ်တဲ့လူတွေရဲ့အောက်တန်းကြတဲ့စိတ်ဓာတ်ကတော့အခုပေါ်လာပါတယ်ပေါ်ပေါ်လာပါတယ်ကို KNU ဆိုရင် ကရင်ကရင်ပေါ့နော် KNU ဖွဲ့ဆိုရင်ဒါကကျွန်တော်ဒီနေ့ဆိုတာအကုန်လုံးလက်တန်းတွေလွတ်တွေပြောပါတယ်စာတွေကျွန်တော်မကြည့်တော့ဘူးလက်တန်းပြောနေတာပါဘာလို့ဆိုတော့ဟိုဟိုတချို့အကြစာကြည့်နေကြာနေမှာဆိုလို့ပါအချိန်လေးငင့်ညာသွားအဖြစ်ပေါ့နော်ဆိုတော့နောက်တစ်ခုက KNU ဆိုရင်ဘာထပြောလဲဆိုတော့စစ်တပ်ကိုကူညီနိုင်ငံတကာဖွဲ့စည်းပြီးကူညီတာစစ်တပ်ကိုဇီကိုရောက်တယ်ပေါ့နော်စစ်တပ်ရဲ့နာဆကအုပ်ချုပ်ရေးနေပြည်စီရောက်တယ်ပေါ့အဲ့တော့နာဆကအလွဲသုံးစားလုပ်တာတွေရှိမရှိဘူးလို့ပြောနိုင်ဘူးပေါ့အဲ့ဒါကြောင့်နာဆကအလွဲသုံးစားလုပ်မလို့ကိုစောင့်ကြည့်ရမယ်လို့ဘာလို့ညာလို့စပြောတယ်ဆိုတော့ဗျာကျွန်တော်တို့ကဒီအချိန်ခါကြီးမှာ နာဆာကအစိုးရမကလို့နာဆာကရဲ့ဘိုးအေတွေပဲလာလာဒီချိန်ဟာဒီလိုနိုင်ငံတကာကဒီလောက်ခက်ခဲနေအောင်နိုင်ငံတကာလာလူတော်ဒီကောင်ဒီလူတွေသုံးရမလားစမ်းသပ်ကြည့်ပေါ့တခါတရံကြရဲ့လူကကိုယ်စိတ်နဲ့နှိုင်းပြီးတော့ဒါရိုင်းနေဆိုတော့ဗီဇာမျိုးပဲသူတို့လိုမျိုးတခိုးချိုးစိတ်ရှိတယ်လို့မျိုးသူတို့ထင်နေတာလားမသိဘူး KNU အုပ်စုကသူတို့လိုမျိုးတခိုးချိုးစိတ်ရှိတယ်လို့ထင်လားမသိဘူးနိုင်ငံတကာ KNU အတွက်နိုင်ငံတကာလူရဲပတ်စံတွေဘလို့သုံးလဲဆိုတော့စင်စရာ KNU တခါမှမတိုင်းမထုတ်ပြန်နိုင်ဘူးတခိုးချိုးလို့ပဲအိတ်ထက်ထဲတာအဲ့ဒါကိုသူတို့ဗီဇာကိုသူတို့ပြန်ပြတာလားတော့ကျွန်တော်မသိဘူးဆိုတော့တခါတရံဗီဇာဆိုတာ ကို့ဗီဇာနဲ့နိုင်ပြီသူများကိုလည်းညှို့ထိုးထွက်တယ်ဗီဇာကို KNU မှာလည်းတွေ့ရတယ်ဆိုတော့ KNU ရဲ့လူတွေကိုကျွန်တော်အဆင့်တန်းရှိမယ်လို့ထင်ထားတာတော်တော်အဆင့်တန်းနှိမ့်ကြတဲ့အဖွဲ့ဆိုတော့ကျွန်တော်သဘောပေါက်သွားတယ် KNU တော်တော်သဘောပေါက်သွားဒီဖွဲ့နော်ဒီလိုမျိုးများသူမို့လို့ဆက်ဆွဲရတယ်ပြီးတော့သူတို့ကပြောလိုက်သေးတယ်အာသူတို့အနေနဲ့ကူညီနိုင်တဲ့နေရာရောက်အောင်သူတို့ကကူညီပါမယ်ဟုတ်ပြီကူညီနိုင်အောင် KNU ဖွဲ့စည်းကဘလောက်ထိသူတို့မှာဟိုနိုင်ငံတကာရဲ့အကူအညီနဲ့နိုင်ငံတကာဖွဲ့စည်းနဲ့ပြည်သူလူထုရဲ့တရားဝင်သူတို့တတ်မှတ်ထားတာရှိတယ်ဘယ်ဖွဲ့စည်းကသူတို့တရားဝင်တတ်မှတ်ပေးထားလဲဘယ်ဖွဲ့စည်းကများသူတို့နိုင်ငံတော်နိုင်ငံတော်နဲ့နိုင်ငံတော်အဆင့်တရားဝင်တတ်မှတ်ပေးထားရှိတယ် အခုအဆင့်တန်းကိုလည်းကိုမသိဘူးကြာတခါကြရတယ်လူကဟိုကုညီမဲဆိုသူ့ဟာသူနိုင်ငံကုညီမဲလို့ပြောရင်ကျွန်တော်တို့ဩ KNU ကုညီမဲလို့ပြောတာဝမ်းသာစရာပဲလို့ပြောလို့ရရင်မဲ့သူကလက်ရှိနိုင်ငံတကာကုညီနေတဲ့အကူအညီတွေကိုတောင်သူကစစ်တပ်ကမဟုတ်တဲ့ကိုတော့တုံးမှစိုးစိုးရင်ရတယ်စောင့်ကြည့်ရမယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့အကူအညီကုညီတဲ့လူတွေကိုကိုသွားပြီးတော့ကုညီတဲ့လူတွေတောင်စိတ်ထဲဘာမှမဖြစ်ဘူးကုညီတဲ့လူတွေကိုသွားပြီးတော့ကုညီရကောင်းလားဆိုပြီးတော့သူတို့ကမကူညီပဲဒီဘက်ကလာကောင်းလားဆိုပြီးတော့ဒါဘာလို့ဆိုအညိုးနဲ့အပြစ်တင်သူတွေဖြစ်နေဆိုတော့တခိုးပီဇာပြတာပေါ့ဗျာသူတို့ကတခိုးပီဇာပြတာ ဆိုတော့အဲ့ဗီဇမကောင်းတဲ့လူတွေအများကြီးပေါ်ပေါက်လာတွေ့ရတယ်ဒါကတစ်ချက်ပေါ့နောက်တစ်ခုကနိုင်ငံတကာအဖွဲ့အစည်းတွေကအခုလာကြတယ်လာကြရဲဆိုတဲ့အခါမှာတချို့တွေဆိုလို့ရှိရင်အခု online မှာတက်ပြောတယ်နေခဲ့တော့ကျွန်တော်ပြောပါတယ် online မှာတက်ပြောတယ်မီမြန်နိုးတို့နော်ဟိုကောင်ဘူးလဲဟိုကောင်ခါရာတို့နော်ကျန်တဲ့ကောင်တွေရှိသေးတယ်ပိုင်ဖြိုးသူတို့တို့တွေကဘာထပြောလဲဆိုတော့နိုင်ငံတကာအဖွဲ့အစည်းကိုသူကဟိုတို့ကအင်္ဂလိပ်လိုပြောတယ်ပြောပြီးတော့ဘာလဲဆိုတော့မြန်မာပြည်မှာငွေလင်းအတွက်ကူညီကြဖို့ပြောရင်းနဲ့သူက စစ်တပ်ကစစ်တပ်ကအုပ်ချုပ်နေတဲ့နေမြေတွေမှာနေမြေတွေနဲ့ပတ်သက်လို့စစ်တပ်ကဒီလိုအုပ်ချုပ်ပြီးတော့ငလျင်တွေဖြစ်နေတယ်စစ်တပ်အနေနဲ့ဒီလိုမျိုးပဲဖြစ်လာတယ်အဲ့တော့ပုံလေးပဲစစ်တပ်ကိုစစ်တပ်ကဒီငလျင်ကိုအုံချပြီးတော့နိုင်ငံရေးမြတ်ထုတ်မယ်လို့ငလျင်ကိုအုံချပြီးစစ်တပ်ကပြည်သူလူထုဘုံချင်းနေတယ်လို့ရတယ်ငွေတော့ဖြစ်လို့စသဖြင့်ငလျင်နဲ့စစ်ရေးကိုဆွဲပြီးတော့မြတ်ကတ်ပြီးတော့လူတွေကိုဒီ mis leading လို့ခေါ်တာပေါ့ mis information disinformation တွေတွားပေးတာဗျဆိုတော့ နိုင်ငံအသည့်မသိနားမလဲလူကြတော့ဩဒါသူတို့ speak out လုပ်ပြီးတယ်လို့ထင်တာမဟုတ်ဘူးသူတို့အထက်မှာပြောနေတာစစ်တပ်ကနိုင်ငံတကာလူတွေငွေတွေသုံးပြီးတော့လူတွေဟာတွေသုံးပြီးတော့စစ်တပ်ကပြည်သူလူတွေဘုံကျင်းမလုပ်လို့လေအဘုံကျင်းမှုတွေလုပ်နေစစ်တပ်ကိုဘာလှူပါသလားဘာလားဆိုတော့ပုံစံသွားပြောတာဆိုတော့တခါတခါကြရင်တကယ့်ကို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 အောက်တန်းကြတဲ့ဂလီကကြီးကောင်းနေမှတိမှန်ဖြစ်မှန်းမသိဖြစ်နေတာကိုသူတို့ကသူတို့မေ့တယ်ကျွန်တော်တို့ကျွန်တော်ကတော့ဘုံကလည်းပြောတာကျွန်တော်တို့ပြည်သူလူတော့အဲ့လူတွေကိုမှတ်တမ်းတင်ထားပါတယ်မှတ်တမ်းလုပ်ထားပါတယ်ဒီလူတွေမြမမျိုးခြေချဒါခြေချခွင့်ပြုတဲ့နေ့ အဲ့ဒီအစိုးရကကျွန်တော်ကလော်တော့ပွင့်လေပြောတာဒီလိုကောင်မျိုးတွေကိုမြန်မာပြည်ခြေကိုပြန်ချဝင်မပေးသင့်ဘူးတို့မြန်မာပြည်မှာရှိတဲ့ Python PC ကိုသိမ့်ပြရမှာဒီကောင်တွေကိုသိမ့်ပြရမှာဆက်ကားပြန်အောင်သိမ့်ပြရအောင်မဒါတော့မရိုင်းတဲ့ကောင်တွေကိုနိုင်ငံနဲ့ပတ်သက်လို့နိုင်ငံရေးအယူဆကွဲလွဲတာကိုလက်ခံလို့ရရမယ်ဒီလိုမျိုးငလျင်ကိုတောင်တို့ကစစ်ရေးနဲ့နိုင်ငံရေးကိုအသုံးချဖို့ကြိုးစားတယ်စဉ်းစားကြည့်အဲ့တလောက်ရုပ်တန်ရုပ်ကန်းအောင်ပြောတာပါနော်နောက်တစ်ခုကဟိုမှာမီမီဝင်းဘတ်တို့အပါဝင်ပေါ့ဗျာတကယ့်ကိုမီမီဝင်းဘတ်ဆိုတာပွင့်လေပြောရင်တော့ဟိုအမေရိကန်စစ်တပ်ကဖာတယ်မအဆင်မရှိတာအမေရိကန်စစ်တပ်မှာဖာတယ်မအဆင်မရှိ အမေရိကန်စစ်တပ်မှာကြော့ပါရဲ့ကြော့ကြော့ပါရဲ့အားလုံးကျွန်တော်တောင်းပန်ပါတယ်ဟိုနည်းရိုင်းသွားတယ်မိမိဘက်ဆိုအမေရိကန်စစ်တပ်မှာစစ်ဟိုအမေရိကန်စစ်တပ်ကစစ်သားပေါင်းများစွာနဲ့ကုန်းထားတဲ့ဟာမှတကယ်ပါခင်ဗျမယုံရင်အဲ့အမေရိကန်စစ်တပ်ထဲမှာသွားစုံစမ်းကြည့်သူတရားတော်တော်စုံစမ်းကြည့်ကျွန်တော်ကအဲ့ information ဒီမှာပြောချင်လို့ကျွန်တော်မပြောဘဲနေတယ်တော်တော်မိုင်းရိုင်းလုံးလို့ထုတ်ပြောတာအမေရိကန်စစ်တပ်မှာရှိတဲ့စစ်တပ်ကဗိုလ်တွေနဲ့ရောတခြားရာရှိရင်ရောအဲ့နေရာအဲ့စစ်တပ်မှာတာဝန်ထမ်းဆောင်နေကုန်းတာအကုန်ပေါင်းများဘူးမနေတော့လူပေါင်းများစွာနဲ့ကုန်းထားတဲ့ဟာမှအဲ့ဒါလို့စိတ်သက်ရှိတဲ့ဗီဇရှိတဲ့ဟာမှ အဲ့လိုဟာမကအခုမြန်မာပြည်ငလင်ကိစ္စတွေပတ်သက်လို့ပြောနေတာအာစစ်ကောင်စီကဘာဖြစ်တာညဘယ်ဟာကျွန်တော်စဉ်းစားလို့ကိုမရတာဒီလူတွေအုံတော့တယ်တခေကိုအောက်တန်းသားကလေးကလေးဆိုတာတွတ်တွေ့ရတယ်တခေအောက်တန်းသားကလေးကလေးဆိုတာတွတ်တွေ့ရအဲ့တော့ဒါတွေကတို့ရဲ့ညက်ပတ်ဆုပ်ထွေးတဲ့ရုပ်လုံးရတယ်လို့ထားလိုက်တော့ Okay တပိုင်းဒါတပိုင်းကျွန်တော်တို့ဒီမှာလူတွေကကူညီမှုစူးစမ်းထုတ်ပြီးတော့ line ပြောပေးမှု speak out လုပ်ပေးမှုဆိုမှာဆိုကျွန်တော်နေခဲ့တဲ့ခါပြောတယ်ဟိုကလေးမလေးတဲဆူငင်းကျွန်တော်ကျေးဇူးတင်တယ်ဒီကလေးမလေးလေးဘာပြောသူဒီ ဘာနိုင်ငံရေးအကြောင်းမှမပါပဲနဲ့ငါတို့ဒုက္ခရောက်နေတယ်ငါတို့ပြည်သူလူလာကူညီပါငါတို့ငလင်းတော့ခက်ခဲသွားပါပဲဆိုပြောတာအရန်ကိုကောင်းတယ်ရှင်းနေရပဲသူပြောသွားတယ်ပြီးပြီအေးဆေးပဲဘာမှနိုင်ငံရေးရောင်းမှမပါပဲနဲ့ကိုယ့်ခက်ခဲကိုရှင်းပြသွားတယ်နော်နောက်တစ်ခုကနော်နောက်တစ်ခုကဘာလဲဆိုတော့ဒီကျွန်တော်ခဏလာပြောတယ်ဟိုတစ်တော်မှာစိုးအိမ်ကျဲဆိုတဲ့ကလေးမလေးခဏတော့သွားကြည့်ပါကလေးလေးပဲရှိသေးတယ်တကယ်ပါချာတကလေးပါခဏ16နှစ်အောက်ရှိသေးတယ်ဒါတော့ကလေးလေးကလည်းသူ့မှာအတိုင်းပြီကိုချက်စိတ်နဲ့အာသူလဲတခါတည်းအင်္ဂလိပ်လိုပြောပြီးတခါတည်းကဘာလို့သူပြောနေတာစထာမျိုးလေးတွေကကျွန်တော်တို့ လေးစားထိုက်ဖွယ်ပုံကိုလေးလို့ကျွန်တော်တော့သတ်မှတ်တယ်အဲ့လူတွေကိုသတ်ပုံသတ်မှတ်တယ်ခေပါကိုလူအသက်ရွယ်ငယ်အောင်ကြည့်ရတယ်မဆိုင်ဘူးကြာနော်ကြည့်ရငယ်တမ်းမဆိုင်ဘူးနောက် Real Madrid လူအသင်းမျိုးကလည်းထပြောတယ် Real Madrid လူအသင်းမျိုးကလည်းဒါတို့ဟွာလုတ်ပြီးသွားတယ်ပေါ့ဗျာပွင့်လင်းပြောတယ် Real Madrid လူအသင်းမျိုးကလည်းကျွန်တော်တို့နိုင်ငံနဲ့ပတ်သက်ပြီးတို့တိချောင်းပေါ့ဗျာနော်ဆိုတော့ဒါလေးကဟိုတို့ဘာပဲပြောဝမ်းနဲ့ချောင်းတမင်းနဲ့ဂျင်းသက်တွေလုတ်ပြသွားတယ်ဆိုတော့ကျွန်တော်ဒီမှာ TikTok ပေါ်က video file များတော့ကျွန်တော် download ဆွဲထားတယ်အများကြီးရှိတယ်ပဲတိတ်ထားတယ်ကျွန်တော် အကုန်လုံးသိမ်းထားတယ်တော်တော်များလိုက်သိမ်းထားသိမ်းထားပြီကျွန်တော်မှတ်တမ်းလုပ်လုပ်နေပါဘောနော်သေချာလေးဟိုဘယ်နေရာနေဘသူတွေဘလောက်ပဲလို့ပေါ့ဒါကြီးလုပ်နေပါတယ်ဆိုတော့ပို့ရလဲပြောရရင်တော့ဒီနေ့အချိန်ဒီမှာမဖြူထွေးတော့ကုညင်ကြတဲ့ကိစ္စတွေပါဆာကျေးဇူးတကယ်တင်နေရဒီလိုလုပ်နေကြတာနောက်တချို့လူတွေတော့အေးစေးနေနေကြသေးတယ်ဗျာဘာပြောအများကြီးထွက်လာဖို့လိုသေးတယ်ဆိုတော့လိုသေးတယ်ပြောချင်တယ်အဲနောက်တစ်ခုကဒီဒီကမှာဗိုလ်ချုပ်ကြီးမြောက်နိုင်ကလည်းမနေ့က sorry ဒီနေ့မနေ့အစောကြီးမှာသူအရေးပေါ်ဈေးဝယ်တွေလုတ်တယ်လုတ်ပြီးရင်သူဟိုဈေးဝယ်တွေမှာဖထပြောတယ်ပြောတယ်သူအခု အစည်းအဝေးမှာဘာသူအဓိက point point out ထုတ်ပြလဲဆိုတော့ကျွန်တော်ကုညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေကကုညီကယ်ဆယ်မှာဆိုရင်ရန်ကုန်ကလာတဲ့လူတွေကရန်ကုန်ကနေပြီးတော့မန္တလေးထိရောက်ဖို့ကားရန်ကုန်မန္တလေးတိုင်းကြီးကရှင်းပြရင်တော့မန္တလေးမန္တလေးလမ်းပေါ်မှာပျက်စီးဆုံးရှုံးတဲ့နေရာကအနည်းဆုံးအခု30 40မှာရှိတယ်။အနည်းဆုံးအခု30ရောက်ရှိတယ်။ရန်ကုန်နေပြီးတော့လမ်းမှာတစ်လျှောက်လုံးမှာရန်ကုန်မန္တလေးလမ်းတစ်လျှောက်လုံးမှာပျက်စီးနေတဲ့နေရာကအခု30ထက်မကရှိတယ်။အဲ့တော့ ကားတွေကသွားလိုက်မှာဘလို့မှသွားလို့မရရှိတရားတွေကျိုးရရှိတယ်။စွာချောင်းတရားကျိုးတယ်။ဥပကနေပြီးတော့အဝင်တရားကျိုးတယ်။အဲ့ဒါတွေကဘလို့မှမဖြစ်လို့မရဘူး။အဲ့ဒါတွေကသူတို့ဒီအဲ့ဒါတွေအမြန်ပြန်လောက်အောင်သူတို့အဲ့ဒါကိုဆိုးရကစပြီးတော့ဒါတွေရဲ့အမြန်လန်းသွားတော့လမ်းတော့ထလောက်အောင်နောက်တစ်ချက်ကသူတို့အနေနဲ့လည်းအခုဘာဖြစ်လာလဲဆိုတော့ဒီမန္တလေးလေစိတ်ကိုနိုင်ငံလာလေတိုက်ရိုက်ဆင်းလို့ရအောင်လို့တိုက်ရိုက်ဆင်းလို့ရအောင်လို့ဆိုလေစိတ်ကလည်းခုချိန်ထိ အဲပြန်ပြီးတော့ဟိုပြင်ဆင်ရတာအမြန်အမြန်ပြင်ရတာပေါ့လေစိတ်ကိုလည်းသူတို့အမြန်ပြင်ရတယ်ဒါမှလည်းသူကနိုင်ငံတော်လေးနေကမန္တလေးစုကိုတိုက်ရဆင်းဆင်းပြီးတော့အဲ့ရနေမှာပစ္စည်းတွေချချပြီးတော့မန္တလေးနေစကိုင်းထိပါဖြန့်ခွက်ထွက်ဒါမျိုးတွေအကုန်လုံးလှုပ်ဖို့အတွက်ကိုဒါစူးစမ်းပြင်ဆင်ရတာတော့တွေ့ရတယ်သူတို့အဲ့ဒါကိုအကုန်စူးစမ်းနေတယ်ပြောရရင်တော့သူတို့အနေနဲ့ဒီလမ်းဘက်ဆက်သွယ်ရေးဟိုပုံမှန်မဟုတ်တော့ကားတွေတွားလို့ရပြီးတော့ကုညီကစိကားတွေအမြန်တွားလို့ရအောင်သူစပြီးတော့လမ်းတွေကိုပြင်ဆင်ဖို့ကိစ္စကိုလည်းသူဆောက်လို့ဝင်ကြီးတွေပိုင်းနဲ့သူစကားပြောရမယ့်ကိစ္စဖြစ်လာတယ်နောက်တစ်ခုကဒီလမ်းလင်းပြေးလမ်းတွေမြန်မြန်ဆန်းတွားလို့ရအောင်ဒါလည်းသူတို့ ဗိုလ်ချုပ်ကြီးမြောက်လိုင်းတို့ဖွဲ့တော်တော်ကျူးကျူးသားပန်းစားနေလုံနေတာတွေ့ရတယ်သူညွန်ကြနေတာတွေ့ရတယ်အများကြီးလုံနေတာတွေ့ရတယ်ဆိုတော့တော်တော်တော့ဒါသူတို့ဘက်ကလုံနေတဲ့အပိုင်းလေးတွေပေါ့ဆိုတော့ဒီနေရာမှာဒီလိုမျိုးတစ်ဖက်ကစူးစမ်းပန်းစားလုံနေပြီမဲ့တစ်ဖက်ကအဖြတ်မောင်သမားတွေကလည်းအစင်သင့်ရှိနေတာကိုတွေ့တွေ့ရတယ်အခြားတော့မဟုတ်ပါဘူးမုံရွာကနေစကိုင်းကိုနော်မုံရွာကနေစကိုင်းကိုမုံရွာကနေစကိုင်းကိုဒီကုညေးလာတဲ့ကားကိုနော်ကုညေးလာတဲ့ကားကို PDF ဖွဲ့တွေကမိုင်းဆွဲပလိုက်တယ် ခင်ဗျားတို့စဉ်းစားကြစဉ်းစားကြည့်သားပါဗျာမိုင်းဆွဲပလိုက်တယ်အခုစကိုင်းကိုမုံရွာနေလာရင်လည်းမြင်းမှုမြို့နယ်ကိုဖျက်ရင်လည်းပြီးတဲ့ကမိုင်းဆွဲပလိုက်တာမိုင်းဆွဲပလိုက်တော့အဲ့ဒီမှာပြီးတဲ့မိုင်းဆွဲပလိုက်တော့အဲ့ဒီမှာကခင်ဗျားတို့သိတဲ့အတိုင်းပဲဟိုကျွန်တော်မောင်ကိုဖြစ်ကုန်တော့ဖြစ်ကုန်တော့ဖြစ်ကုန်တော့အခုလူတွေကအဲ့ဒါကြီးကဟာအစတော့လူတွေကဟုတ်ပါမလားဟုတ်ပါမလားထင်ပဲနောက်ပိုင်းတကယ်သိတဲ့လူတယောက်ပြီးတော့ Facebook မှာတင်လာတယောက်ပြီးတော့တင်လာတော့ခါကျတော့မှန်လာအောင်မှန်လာတဲ့ခါကျတော့အဲ့တော့ဘာဖြစ်လာလဲဆိုတော့ခုတနေ့ကိုပြန်ဖုန်းကိုကြိုးသွားတယ်အာမိုင်းဆွဲတယ်ဆိုတော့တကယ်မဟုတ်ဘူးဒါ ဟိုစစ်လော်ဘီတွေကဖွာတာဘာညာလျှောက်ပြောနေတကယ်မြေပြင်မှာဖြစ်တဲ့ကောင်တွေအကုန်ကောင်းကောင်းသိတယ်ကောင်းကောင်းသိတယ်အဲ့တော့တခါတည်းကြရင်ဒီလိုမျိုးပရိုက်တာနဲ့ကုညီကယ်ဆယ်ရေးတကယ်ဒီငလျင်အတွက်ကုညီဖို့သွားနေတဲ့လူတွေကိုလည်းအနှောက်ရှက်ပေးဖို့ထိ PDF အုပ်စုက NUG PDF အုပ်စုကစူးစမ်းပန်းလောက်နေတာသွားတွေ့ရတော့ကျွန်တော်တိုင်းပြည်မှာဒီလောက်မှန်ရိုင်းတဲ့လူတွေရှိနေသေးတယ်ဆိုတော့ကျွန်တော်မြင်လဲရတယ်ကျွန်တော်လည်းခဏခဏပြောရတယ်မနေ့ကလည်းပြောတနေ့ကပြောကုညီကုညီကြပါညီငယ် PDF တွေနေနဲ့မလုတင်တာတွေမလုကြနဲ့ဒီအချိန်လောက်တော့ခဏလောက်တော့ခဏခဏကလေးခဏဘေးချလိုက်ပါကျွန်တော်ခဏပြောဒီအချိန်လောက်တော့ ခဏလောက်တနက်ကလေးတွေပေးချလိုက်ချပြီးလုတ်တင်တာလေးတွေဝင်လုကြပါလို့ကျွန်တော်တိုက်တွန်းပါတယ်တိုက်တွန်းခဲ့ပါတယ်ဒါပေမဲ့တချို့တွေကအခုချိန်အထိလူစိတ်မပြောင်းနေလူစိတ်ပြောင်းနေတယ်အဲ့တော့သွားတွေ့ရတယ်အဲ့တော့တကယ်ဖြစ်နေတာဆိုတော့ပြောရရင်မုံရွာနေစကိုင်းကိုကုညီဖို့သွားတဲ့ဟိုဟာဟိုဟာရင်တန်းကိုနော်ကိုကကုညီဖို့သွားတဲ့ရင်တန်းမဟုတ်ပြရတိအဖွဲ့ရကောက်ကိုမိုင်းခွဲပလိုက်တာမိုင်းဆွဲပလိုက်တာခင်ဗျာဘာလို့မိုင်းရလဲအဲ့တဲ့ရင်ကခင်ဗျာပေါ်လို့ရနေတယ်ဟိုတချို့တွေဘလို့ရေးထားလဲနော်တချို့ဘလို့ရေးထားလဲဆိုတော့မိုင်းဆွဲခဲ့ရတာစကိုင်းကိုလာတဲ့မုံရွာကထွက်လာတဲ့ကဲဆေးရင်တန်းလို့သိရတယ်တဲ့ကဲဆေးရင်တန်းကဲဆေးအဖွဲ့ ဘာမှစစ်သားတယောက်မှမပါဘူးခရိုင်ပြောရင်နော်အဲ့တော့မိုင်းဆွဲခံရတာမြင်းမုံနာမှလို့သိရတယ်တဲ့မုံရွာထွက်လာတာကြောင့်နိုင်ငံတကာကယ်ဆယ်သမားတွေတော့မပါလောက်ဘူးလို့ယူဆတယ်တဲ့နိုင်ငံတကာကယ်ဆယ်သမားတွေဖြစ်ဖြစ်ဘာဖြစ်ဖြစ်ဒီလောက်ပျက်စီးများတဲ့စကိုင်းမျိုးလာကူတဲ့ရင်နှန်းကိုလှုပ်ထားတော့တော်တော်ကိုအောက်တန်းကျလွန်ပါတယ်ဆိုပြီးတော့အဲ့ဒီမှာတကယ်သိတဲ့လူတွေကထုတ်ရေးလာတယ်တော်တော်လေးအစအန်ချိတ်နေကြတာနော်တော်တော်အန်ချိတ်နေကြတာအစတော်တော်လေးတော်တော်များဟိုဟိုဘယ်လိုခေါ်လဲဗျာဟိုမသိကြအောင်စောင်းပြီးတော့ PDF ဘက်ကနေပါခြင်းကြသေးတာဒါပေမဲ့နောက်တော့သူတို့တိသွားတယ်တိသွားတော့အဆုံးဖွင့်ဟပြောလာတဲ့အထိဖြစ်လာတယ် ဒါဖြစ်လာတာเนาะဆိုတော့ဒါတော်တော်လေးတော့ဘာဖြစ်တဲ့ကိစ္စပါပဲဟိုတော်တော်ဆိုးရတဲ့ကိစ္စလို့ပဲကျွန်တော်ပြောပြစီเนาะဆိုတော့ဒါတစ်ချက်နောက်တစ်ခုကကျွန်တော်တို့ငလျင်နဲ့ပတ်သက်တာ information ပေါ့เนาะငလျင်နဲ့ပတ်သက်တဲ့ information ကျွန်တော်တို့မြန်မာကအခုချိန်ကြီးငလျင်ကို7.7 magnitude 7.7 magnitude လို့ပြောကြတယ်တဲ့ဒါပေမဲ့ Thai ဘက်မှာပြောနေတာမြန်မာငလျင်ပမာဏကို8.2လို့တော့ပြောတယ်8.2လို့တော့ပြောတယ်တရုတ်ကလည်း shit ပေါ့နော်ရှစ်မဂနီကျူကျော်တယ်လို့ပြောတယ်ဆိုတော့ American ဘက်ကတိုက်တိုက်ဖွဲ့တယ်ပြောတာ7.7လို့ပြောတယ်အဲ့တော့ဘယ်ဟာမှန်လဲတော့မသိပေမဲ့ဒီဟာကိုတိတိကျကျပြန်ပြီးတော့ငလင်ကိုစမ်းသပ်စစ်ဆေးကြည့်ဖို့လိုတယ်လို့တော်တော်များပြောလာကြပြီဘာလို့ဆိုငလင်က8.2ဆိုရင်ခင်ဗျားဒါကြီးကတကယ်ကိုဟိုအရန်ကိုကျောက်ကျောက်စရာကောင်းတဲ့ disaster တစ်ခုကိုရင်ဆိုင်ရတာကျောက်စရာကောင်းတဲ့ဟာကိုရင်ဆိုင်ရတယ်လို့ခေါ်တယ်ဆိုတော့7.2လို့ထိုင်းဘက်ကပြောတယ် The Nation Thailand Thailand ရဲ့ Facebook page မှာတရားဝင်တင်ထားတယ် Thailand had sent refugee to Myanmar ဘာညာဘာညာပေါ့ဗျာဆိုတော့8.2 magnitude earthquake ပါဆိုပြီးတော့ရေးထားတယ်8.2လို့ကိုရေးတာထိုင်ရအဲ့လိုကိုရေးတာထိုင်ရဆိုတော့ထိုင်ရအဲ့လိုရေးလိုက်တဲ့အတွက်ကျွန်တော်တို့စဉ်းစားကြရအောင်လား8.2တကယ်ပဲဖြစ်ခဲ့တာလားဆိုတော့ဒါစဉ်းစားကြရအောင်တယ်ပြီးတော့ငလေးနဲ့ပတ်သက်တဲ့တာဝန်ရှိတဲ့လူအကြီးအကဲတွေနေနေလဲမှတ်တမ်းပြုစုတဲ့အခါမှာတကယ်ပဲ9.9နဲ့ record လုပ်လိုက်မှာလားဒါမှမဟုတ်8.2လို့ record လုပ်မှာလားဆိုတာသေသေချာချာပြန်ပြီးတော့စစ်တမ်းလေးပြန်လုပ်ကြဖို့လိုပြီးလို့ကျွန်တော်မြင်တယ်เนาะဒါအတစ်ချက်ပေါ့เนาะနောက်တစ်ခုက ီမြန်မာအဲ့ဒီငလင်ရဲ့ပြင်းအားကဒီလက်ရှိမြန်မာငလင်ပြင်းအားဘယ်လောက်ပြင်းပါတယ်လဲလို့မေးရင်ねအနုမြူဘုံပေါင်း330လောက်ပောက်ကွဲတာနဲ့ညီမြတယ်ဆိုပြီးအမေရိကန်ပညာရှင်တယောက်ကပြောသွားတယ်เนาะအမေရိကန်သူတွေအမေရိကန်ငလင်နဲ့ပတ်သက်တဲ့ပညာရှင်တူကတေချာကိုပြောသွားတာเนาะပြောသွားတော့ကျွန်တော်တို့ကလည်းအံအားတင်သွားတယ်ကျွန်တော်လည်းလန့်တော့လန့်သွားတယ်เนาะဒီလန့်တော့လန့်သွားတယ်ဒီငလင်က shit အဲ3အနုမြူဘုံ330လောက်ဆိုခင်ဗျဟီရိုရှိမနာဂါဆာကီကိုဘုံတစ်လုံးစီပဲခြေတာဟီရိုရှိမတစ်လုံးနာဂါဆာကီတစ်လုံးအဲ့မှာလူတွေတေချာပြက်စီးတိုက်တာဆိုအကုန်ပြက်စီး ြာကြသွားတာတလုံးနဲ့ကျတာအခုမြန်မာငကြီးကငလင်းကဘုံပေါင်းအလူမျိုးဘုံ330လောက်ပောက်ကွဲမျိုးနဲ့ညီမြပါတယ်ဆိုတော့ဟာဘလောက်တော့ဆိုတော့ကျွန်တော်မြောက်ပေ70ပေလောက်ကနေပြီးတော့လှုပ်တာဆိုတော့ပြင်းထန်အားကောင်းပြီးတော့မန္တလေးမှာဘလောက်တော့ဆိုးသွားလဲစကိုင်းမှာဘလောက်ဆိုးသွားလဲပြောရလို့ကြားလို့မကောင်းအောင်ဖြစ်သွားတယ်မန္တလေးကကျွန်တော်ဆက်သွေးရချင်းမိတ်ဆွေတွေဘာပြောလဲဆိုတော့မန္တလေးမှာဖုန်ရင်းကြောင်းနေကြောင်းနံပါတ်လေးလဲကျွန်တော်နံပါတ်တက်ပြီးတစ်ခုချင်းပြောမနေတော့ခင်ဗျားတို့လည်းအခု Facebook မှာသတင်းတွေပေါ်လို့ရတယ်မြင်နေရတယ် မန္တလေးမှာရှိတဲ့မစိုးရင်တိုက်လို့အပါဝင်ဖုံးချောင်းတွေအကြောင်းပေါင်းများစွာအကုန်လုံးပျက်စီးသွားတော်တော်ပျက်စီးသွားပြီကိုရင်နေရဟန်းတန်ဃာတွေယာကနလောက်တည်ထားတယ်တည်ထုံထားတယ်ယာကနလောက်တည်ဆုံထားတယ်ဘာလို့ဒါဟာအကောင့်လုတ်လို့မရသေးဘူးနော်အကောင့်လုတ်လို့မရသေးတဲ့ကိန်းကနန်းဒါယာကနန်းဆိုတာအကြမ်းကြီးသူ့ရဲ့များဖို့များတယ်လည်းလောက်တည်ဆုံထားရတယ်တဲ့တချို့အကြောင်းတွေပျက်စီးသွားပြီးတော့ကိုရင်နေရဟန်းတန်ဃာတွေအခုဘာဖြစ်လဲဆိုတော့အဲ့ကျောင်းဝင်းတွေကလွတ်လွတ်တဲ့အပင်လေးတွေအောက်မှာအကုန်လုံးဖြားလေးတွေခင်းပြီးတော့ကိုရင်လေးတွေခဏဘုံကြီးခဏနေနေရခဏတရေသုံးနေရတယ်တဲ့ စားစရာရေစားစရာ မရှိဘူးရေမရှိဘူးเนาะနေစရာမရှိဘူးအဲ့ဒါကြီးလိုအပ်ချက်တွေအများကြီးဖြစ်ပေါ်နေတယ်ဆိုတော့ကုညီကသေးအဖွဲ့တွေနဲ့မန္တလေးတခွန်လုံးမှာရှိတဲ့ဘုံကြီးချောင်းနေရဲ့စင်တူပြုစုအုပ်ပြုစုတဲ့အုပ်စုကတစုအဲ့လိုခွဲရအောင်မထင်တာပဲကုညီကသေးကမြေအောက်မှာပြိနေတဲ့ဒီမြေအောက်မှာပြိပြီးတော့အုပ်ပုံတွေကြားထဲမှာပြိနေတဲ့လူတွေကိုကယ်စရာအုပ်စု၃၄၅စုเนาะဒီဘက်ကဝါအဖွဲ့တွေကဒီဘုံကြီးရဟန်းတန်ခါတွေအတွက်တစုအဲ့လိုပြန်ခွဲရလိမ့်မယ်ကျွန်တော်မြင်တယ်ပြီးတော့နောက်တစ်ခုကဒီအချိန်မှာအရေးပေါ်လောက်ရမှာက မြို့အုပ်အောင်မှာပြိနေတယ်အုပ်ပုံကြီးချာမှာပြိနေတဲ့လူတွေကိုကယ်ဆယ်ရေးကိစ္စပေါ့အခု3ရက်မြောက်တဲ့2ရက်မြောက်ပေါ့နော်24နိုင်48နိုင်ဖြစ်လာပြီ48နိုင်ကျော်လာခဲ့ပြီပေါ့နော်48နိုင်ကျော်လာခဲ့ပြီဖြစ်တဲ့အတွက်28ရက်နေ့နေ့လည်းတနားရီကပတ်ချလိုက်ရဖြစ်တယ်29တရက်29ပြီ30အခုဆိုရင်ဒါ48နိုင်ကျော်သွားပြီ48နိုင်ကျော်ပြီးတော့နိုင်90ကျော်နိုင်60နဲ့ကတ်လာပြီနိုင်60မနေ့ဖြန်ဆိုရင်နိုင်60ကျော်ပြီးတော့82နိုင်အတွင်းဖြစ်လာပြီဆိုတော့3ရက်မြောက်ဆိုရင်တော့တချို့တွေအုပ်ပုံအောင်မှာပဲဆုံးမသွားဖို့များတယ် ဲဆိုလူတယောက်ရဲ့ခန္ဓာရဲ့အားဆိုတာဟုတ်ပုံအောင်မှာပြီပြီးတော့ခန္ဓာရဲ့အားဆိုတာအကန့်အသတ်မှာရှိပါတယ်တရရက်တည်းမဟုတ်ဘူးနေရက်တည်းမဟုတ်ဘူးသုံးရက်မြောက်ဆိုရင်ခန္ဓာရဲ့အားမလွယ်ပါဘူးအဲ့ပြီနေတဲ့ဟာကတခါပို့ပြီးတော့ဘာမှကိုစားလို့တော်လို့မျိုးပဲပြပြပြီးတော့ညက်နေရဆိုရင်တော့တေချာပေါက်စွန့်လောက်ပါများပါတယ်ဆိုတော့အဲ့တော့ဒီအဲ့မှာပြပြနေတာပေါ့အခုတေယုတ်ဘက်ကလည်းတကယ်ကဲတဲ့အဖွဲတကယ်ကိုကောင်းတဲ့အဖွဲတစ်ဖွဲတကယ်ကိုနာမည်ကြီးဖွဲတစ်ဖွဲရောက်လာတယ်အဲ့လိုမျိုးကဲစိမ့်ဖွဲကြီးကြီး heavy ကြီးဝင်လာပြီးတော့အခုဟိုမူဆယ်ဘက်ကလည်းဖောက်ထွက်ပြီးတော့ဝင်ချလာတယ်လင်းကမန္တလေးကိုဆင်းလို့မရသေးလို့ ဆင်းလို့စောပိုင်းကူမနဲ့ပိုင်းဒီပေါ့နော်ဆင်းလို့မရသေးလို့ဟိုအဲ့မူဆဲကနေပြီးကားရိုင်းနေအရေးပေါ်ဆင်းချလာတာရှိတယ်ဆိုတော့ဒါမျိုးတွေသွားတွေ့ရတယ်ဒါကြီးလည်းတွေ့ရတယ်ဆင်းလိုက်မန္တလေးကိုရောက်ပြီးတချို့တွေရောက်ပြီးအခုတခြားနိုင်ငံတကာကယ်ဆယ်ရေးဖွဲ့တွေလည်းမန္တလေးကိုတဖြည်းဖြည်းနဲ့စာဝင်လာပြီးစကိုင်းဘက်ကိုဆက်ပြီးတချို့တွေသွားကြပြီနေပြည်တော်ကိုလည်းဝင်တဲ့ဖွဲ့တွေလည်းဝင်လာကြပြီဆိုတော့နိုင်ငံပေါင်းစုံကယ်ဆယ်ဖွဲ့တွေဝင်လာကြပြီဆိုတော့ဒီပြင်းအားဘလောက်ပြင်းလဲဆိုတဲ့အားကြောင့်ခုနဖုံးကြီးတွေကြောင်းနေပျက်စီးတယ်တကယ်ရှင်းအောင်စာအုပ်တွေပျက်စီးတယ်အခုအကုန်လုံးပြဝတ်ပြီးတော့ပြပြပြီးတော့ခေါက်ရောက်တယ်ဒါတွေက ပွန့်လို့ပြောတော့ပြင်အားဘယ်လောက်ပြင်းလဲဆိုတော့ကန့်တက်တေချာတိုင်းတာကြည့်ဖို့သိမိလို့ကျွန်တော်မြင်တယ်။ဘာလို့ဆိုတော့ငလင်ကအနည်းဘုံ330လောက်ချလိုက်တာနဲ့တူတယ်ဆိုတော့ဟိုမန္တလေးပြာပုံမတက်ဖြစ်သွားဘူးနော်။ပြာတော့မဖြစ်ဘူးပေါ့ဗျာ။သို့တော့အစာအုပ်တွေအကုန်လုံးပုံလဲသားတွေဖြစ်ကုန်တာ။လမ်းတိုင်းလမ်းတိုင်းမှာလမ်းတိုင်းလမ်းတိုင်းမှာအိမ်အလုံးတရာရှိရင်ကျွန်တော်ပြောရတယ်အလုံး40 50ထဲမှာလည်းအခုပြကြ။တုံးလို့မရတော့ဘူး။အလုံး40လောက်50ကအလုံးပုံလဲသားကြသွားပြီးတော့နောက်ထပ်အလုံး30လောက်ကတုံးလို့မရတော့ဘူး။ နောက်ထပ်လွတ်လွတ်လပ်လုံး20ကြိမ်ကြိမ်40လောက်ကြိမ်ကြိမ်အဲ့ဒါတွေကလည်းရှင်းပြောရင်နေလို့မရတော့ဘူးဘာလို့ဆက်နေလို့မရတော့ဘူးငလျင်နောက်ဆက်တွဲငင်လေးเนี่ยအချိန်မောမောသာလှုပ်ထားတယ်ကျွန်တော်တို့သိရသလောက်နောက်ဆက်တွဲငင်လေးလှုပ်တာဒီကာလအတွင်းမှာပဲဒီဒီဒီငလျင်28ရက်နေ့ကစပြီးတော့လှုပ်တဲ့ငါကဘယ်လောက်များလဲလို့မင်းငလျင်က28ရက်နေ့ကစလှုပ်တယ်နော်လှုပ်တဲ့ငလျင်နောက်ဆက်တွဲငင်လေးကဘယ်လောက်လှုပ်သွားတော့ရန်ကုန်လဲနည်းနည်းပါတယ်ဗောဗျာနော်နောက်တစ်ခါဟိုနေပြီးတော့မန္တလေးစကိုင်း နဲ့အခြားကြီးမားဆက်ဆက်နေရတယ်အကုန်လုံးပေါင်းတိုးတဲလင်းအဲငလင်းအကြီးသားလှုပ်ပြီးတော့နော်လှုပ်ပြီးတဲ့နောက်မှာနောက်ထပ်အချိန်ပေါင်း166ချိန်လှုပ်ခဲ့ပြီးသွားပြီတဲ့ကျွန်တော်တို့မသိလိုက်ဘူး166ချိန်လှုပ်ပြီးသွားပြီဆိုတော့တရား66ချိန်မန္တလေးမှာလှုပ်တယ်တဲ့မန္တလေးမှာရောစကိုင်းရောနေပြီးတော့အကုန်လုံးတရား66ချိန်တခါတလေများကိုနွယ်ဖို့ရန်တရားကောင်းဟိုညီညီညီကိုတောက်ဆိုရင် तू ဘာလုပ်လဲဆိုတော့ तू ပတ်ဆက်လိုက်လူနေနေတော့ငလင်းလှုပ်နေတာဆိုတော့တရားအခုနောက်ဆက်တဲ့ငလင်းလှုပ်တာတိုးတော့တဲ့အဲ့ငလင်းနေအကုန်လုံးကအားပြော့နေပါပြီတဲ့ခုန ငလင်ကတော့အပြော့သွားပြီသူ့ထက်ကြီးတဲ့ငလင်တော့ထပ်လာစရာမရှိတော့ဘူးဒါပေမဲ့နောက်ဆက်တွဲငလင်တိတိလေးတွေတော့ရှိမယ်ပေါ့ဗျာဟို1 point 2 point 9ဟာလေးတွေရှိမယ်3 point 9လေးတွေရှိမယ်4 point 9လေးရှိမယ်5 point 9ရှိမယ်6 point 9အဆင့်ကတော့မလုပ်ပါဘူးတဲ့5 point 9အဆင့်လေးတွေပဲအများဆုံးလှုပ်မယ်အမြင့်ဆုံးအဲ့လောက်ထိပဲလှုပ်မယ်ပေါ့ဗျာတိတ်လို့စရာမရှိဘူးပေါ့ဆိုတော့ after shock ကတော့ဒါနောက်ပိုင်းမှာ160နဲ့6ကြိမ်ကျော်သွားပြီတဲ့သူတည့်ရတဲ့လောက်တော့မတ်လ30ရက်နေ့နေ့လယ်2နာရီအထိက169ကြိမ်စုစုပေါင်း ရှိသွားပြီတဲ့ငလင်တွေအဲ့တော့အဲ့ဒါကိုဥပ္ပနိုင်ပေါ့ငလင်ပညာလင်းနဲ့မိုးလေးဝတ်တာမိုးသရပညာရှင်ကသူကပြောထားတယ်ဆိုတော့နောက်ဆက်တဲ့ငလင်တွေအများကြီးမဖြစ်တယ်အခုမန္တလေးမှာကိုယ်လုံးဆုံးမသူတွေအများပြားရှိတယ်ဒီငလင်ရဲ့ဆက်ဆက်ပြီးတော့သခိုင်းမှာကိုယ်လုံးဆုံးမသူမြေပါရှိတယ်တနိုင်ငံလုံးသိဆုံးထားတဲ့ကိန်းကနန်းကဗိုလ်ချုပ်မှုကြီးကမလေးရှားကိုပြောတာက2000ကျော်လို့ပြောပါတယ်ဒါပေမဲ့2000ကျော်လို့ပြောပေမဲ့ကျွန်တော်အဲ sorry 1900ကျော်လို့ပြောပေမဲ့သူက1900ခန့်လို့ပြောတယ်သိဆုံးထား1900ခန့်သူစင်းလို့ပြောတယ်နေကမိုင်းမနက်ပိုင်းအထိပေါ့နော်တန်ရကသူ3000လေးခန့်ပျောက်ဆုံးသူ3000လောက်လို့သူပြောတယ် ါပေမဲ့နောက်ဆုံးညနေကျဒီညတကောင်ထိဆင်းရမှာတော့ကျွန်တော်ထင်တယ်သူ့အနေနဲ့ပုံများတဲ့ကိန်းကနောင်သူပြောနိုင်လေးပဲလို့ယူဆတယ်ဘာလို့လဲဆိုတော့ခုနပြောတဲ့တခုတည်းပဲနေရာတခုတည်းမှာတော့မစိုးရင်တိုက်စာပြေတန်ကတော်ထဲမှာအပါ90လောက်ပြန်လွန်သွားတယ်ဆိုတဲ့သတင်းလေးထွက်တယ်ကြောက်စင်ကလေးမှာမူကြိုးချောင်းပြိုကြလို့ကျောင်းသားလေးတွေနဲ့ဆရာမတွေ20လောက်တည်ဆုံနေဆိုတဲ့ဆင်းတွေလည်းထွက်လာတယ်ထထွက်လာတဲ့ဆင်းတွေပေါ့နော်ဆိုတော့အဲ့လိုဆင်းတွေအများကြီးထွက်လာတာအများကြီးပဲအများကြီးပဲထွက်လာတာနောက်နေပြီးတော့မှလည်းဟိုဝန်ထမ်းအရာတွေပြိုကြပြီးတော့တည်ဆုံသွားတဲ့လူတွေရှိတယ်။အမဘလောက်ထိလဲဆိုရင်အလို့သမား အမြဲတမ်းတွုံးမယ်နော်ကိုယ်လုံးသွားရှာတယ်ဘယ်လိုဆိုအမြဲတမ်းတွုံးဆိုကိုယ်လုံးသွားရှာတယ်ဘာလို့ဆိုတော့ तू तू နဲ့နောက်ဆုံးဆုံခဲ့တဲ့လူကတော့ဘာပြောပြလဲဆိုတော့အဲ့ဒီမှာအဲ့ဒီအစ်တကြီးဝက်လာတယ်တဲ့ကိုယ်လုံးသွားတဲ့သူအဲ့ဒီအစ်တွေဝက်လာပြီးတော့အာသူနဲ့တွေ့ကြရင်လည်းလုပ်ကိစ္စကြီးပြောကြပြောကြရင်လည်းမတပိုင်းလေးမှာပြောနေကြတာပေါ့လုပ်ကိစ္စပြောရင်လည်းအာတို့လုပ်တမားတွေဘလို့ပို့ပါညာဆိုတော့စီမီစီကန်းနေပြောပြရှင်းပြနေနေနောက်တော့ပြောင်းရီမွန်နေကြမှာအာဒီနေ့အာသူ့ဝင်မြင်တဲ့အေးသူ့ဝင်ဒီနေ့အတန့်ပြန်နေပါလားပါညာဆိုအဲ့ဒီသူအာသူအဲ့လိုပြောတယ်တဲ့လူကလူဆိုတာတဲ့ ဘယ်နဲ့တင်လို့ဆိုတာမသိနိုင်ပါဘူးတဲ့အဲ့တော့ဘာပဲပြောရှိရလေးတွေထုတ်ဝေရတာပေါ့ဗျာဘာညာဆိုယုတ်တိရဲ့သူလည်းနောက်အောင်ပြောလိုက်တယ်တဲ့ဒါပေမဲ့နေ့တဲ့တနင်္ဂနွေနောက်ပိုင်းကျတော့သူလည်းဆုံးမသွားရှာပါတယ်ဆိုတော့ဒါတွေကဘယ်လိုပြောရမလဲဒါလောက်ကြီးမားတဲ့ဆုံးရှုံးမှုလို့ခေါ်ပါတယ်ဒါနိုင်ငံတော်အဆင့်အတွင်းဝင်အမြဲတမ်းတွင်းဝင်အဆင့်ပို့ဖို့ကြောက်ဆုံးမတဲ့အထိဖြစ်သွားတာဒါစိတ်မကောင်းစရာကိစ္စပဲအဲ့တော့နေပြည်တော်မှာဆိုတဲ့ထိရိုက်ဆုံးရှုံးမှုတွေကြီးပါတယ်ဘယ်လောက်ကြီးလဲလို့မင်းခင်ဗျသမရအိမ်တော်ပဲပျက်စီးတယ်ဆိုတာစဉ်းစားကြည့်ပေါ့အခုပြန်ကြားရဝန်ထမ်းချုပ်ဆိုရင်ဒီနေ့ဝန်ကြီးကသွားတွေ့တယ်တဲ့ဟိုကျွန်တော်တို့သတင်းမှတွေ့ရတယ်ဝန်ကြီးကသွားတွေ့တယ်ပြန်ကြားရဝန်ထမ်းချုပ်ဆိုရင် အိမ်ညာကပြိုသွားတယ်ပျက်စီးသွားလူနေလို့မရတော့အဲ့ဒီအိမ်ညာရှိကလမ်းဘလက်ဖောင်းပေါ်မှာမနေ့ကတနေ့ကည28ရက်ည29ရက်ည2ညစလိုက်ဘလက်ဖောင်းပေါ်မှာအိပ်ရတယ်တဲ့အဲ့တော့ဝင်ကြီးကိုယ်တိုင်နောက်ဆုံးပါသွားတွေ့ပြီးတော့ကဲငါတို့တန်လေးယာယီထိုးပေးမယ်ကွာတင့်တော်နေရာတစ်ခုရွှေ့ပြောင်းလုပ်ပေးမယ်ဆိုတာမျိုးတွေဝင်ကြီးကိုယ်တိုင်သွားပြီးရှင်းပြရတယ်လုပ်ပြရတယ်အဲ့တော့အကျန်နဲ့ဝင်ကြီးဌာနတွေလည်းအဲ့ဒီအတိုင်းပဲလားဆိုအဲ့ဒီအတိုင်းပါပဲအဲ့ဒီအတိုင်းပါပဲတချို့ဆိုရင်တကယ်ပါဟိုသူတို့ဟိုသူတို့ဂျုံလုံငန်းတွေပြန်လဲလဲပတ်ဖို့ပြောနေသူတို့ညာဘက်အိတ်ဖို့တောင်နေရာမရှိဘူးစားဖို့တောက်ဖို့လဲဘယ်အစားမှမသိတော့ဘူးเนาะနောက်တစ်ခုက ကျွန်တော်မြေပြောပါတယ်ကျွန်တော်နဲ့တွေ့တဲ့ဟိုဟာတယောက်ဆိုရင်မနက်စာမွေးငါးလေးစားပြီးတော့အဲ့တညနေတနေလို့စားသိမ့်သွားတယ်အဲ့တန်တစ်ခုတည်းနဲ့ပဲမွေးငါးလေးတစ်ပွဲလေးနဲ့ပြီးပြီးသွားတယ်ညနေထိူအဲ့တော့ငလင်ရောဖြစ်တဲ့ချိန်မှာအဲ့ငလင်ကအရေးကြီးတော့ချက်ပြုတ်စားတော့ဖို့မပြောနဲ့ဝယ်စားဖို့ပြောနဲ့ဆိုင်နေအကုန်ပိတ်တာနေပြီးတော့မားတဲ့အဲ့ဒီ28ပြီးတော့28ညဘာဆိုင်မှမသိမဖွင့်တော့ပဲနဲ့ကျွန်တော်ရောက်သွားတဲ့မိတ်ဆွေကပြောပြတယ်တဲ့ဘာမှမရှိတော့ဘူးတဲ့စားစရာဘာမှမရှိတာတဲ့ စားရပါမရှိလို့တချို့ဆိုင်တွေဖွင့်တဲ့ဆိုင်လေးတဆိုင်ဆိုင်မှာပဲရအောင်ဝန်စားတယ်နေပြည်တော်မှာရှိတဲ့ hotel ဆုံးနဲ့ hotel တွေတော့များတချို့တွေပျက်စီးတယ်အိမ်သားတွေကိုယ့်အထောက်ကုန်နဲ့အဲ့လိုဆုတ်ပြတ်သက်ကုန်တာအိမ်သားတက်လို့မရဖြစ်ကုန်တယ်ဒါတွေကဖြစ်ပျက်နေတဲ့ဇလန်းတွေကိုပြောပြတာပေါ့နော်ပြောပြတာအဲ့တော့ဒီဒီဟိုဘာလို့မှာရောမန္တလေးမှာရောဆိုမန္တလေးမှာလည်းတည်ဆုံးသူတွေများတယ်ကျွန်တော်ဒီနေ့ဆက်သွယ်ရတဲ့တယောက်ကဘာပြောလဲဆိုတော့ခုနကဘုန်းကြီးရန်တန်ကလည်းအဲ့လိုနေရာလိုအပ်နေပါတယ်စားစားနေရိတ်ကလိုအပ်နေတယ် စားဖို့တောက်ဖို့လိုအပ်နေတယ်ရေလိုအပ်တယ်တန့်နေလိုအပ်တယ်တင့်တင့်တန့်နေပေါ့တန့်နေဆိုတာလူတွေယာယီတက်ခုလေးအောင်တန့်နေလိုအပ်နေပါတယ်လာရောက်ပြီးတော့ဟိုဆက်သွယ်ရတယ်လမ်းကြောင်းပေါ်နေရတော့ပို့ပြီးလူကြဖို့လေတိုက်တွန်းတိုက်တွန်းနေကူညီပေးကြပါလို့လည်းပြောတယ်ဒါတစ်ချက်နောက်တစ်ခုကဆက်သွယ် line ဖြင့် internet ဖုန်း line တွေပြန်ကောင်းအောင် လုပ်ဖို့လိုအပ်တယ် internet line တွေပြန်ရအောင်လုပ်ဖို့လိုအပ်တယ်နောက် starlink ကလည်း starlink ကလည်း elon musk တို့ starlink ကလည်းကြီးညာတယ်မြန်မာပြည် starlink တွေပတ်သက်ပြီးအခမဲ့ပေးဖို့သူတို့ကြီးညာတယ်ဆိုပြီးပြောတယ်ဆိုတော့ဘာပဲပြောပြော starlink စီကနေ ဟိုရရမလားလဲမသိဘူးပေါ့နော်စတိုင်လင်းစီကနေကျွန်တော်အကူအညီတွေရနိုင်မလားကြောင်းကြည့်ရမယ်ဒါပေမဲ့တို့လည်းအမေရိကန်ဆိုးရရဲ့ဟိုစောင့်နေတယ်လို့ပြောပါတယ်အဲ့တော့ဘာပဲပြောဒါကလည်းကျွန်တော်တို့ဆက်ပြီးတော့ဟိုလောက်ရမယ်ကိစ္စတွေပါအဲ့တော့မန္တလေးမှာအခုတေဆုံတော့တအားများတယ်များတဲ့အခါကျတော့တေဆုံတော့များတဲ့အခါကျတော့အခုတချို့မန္တလေးမြို့ရဲ့တချို့နေရာတွေမှာဟိုဘလီတချို့ဘလီတွေဆိုလို့ရှိရင်ဘလီဝုတ်ပြုတ်နေတဲ့အခြေဖိုးကြီးဆိုလဲစာအန်နေတဲ့အခြေအဲ့လိုရုတ်တရက်ပြူကြတော့ကိုလုံးဆုံးပါမှုတွေဖြစ်သွားတယ်အဲ့တော့အဲ့ဒီမှာတချို့အလောင်းလို့ဆိုဆဲထုတ်မရတော့အခုဆိုဒီနေ့ဆိုရင်အပုံနံလေးတွေစားထွက်လာပြီတဲ့ အပုံနိုင်စားထလာပါပြီတဲ့။ဇကိုင်းမှာလည်းထွထတ်တူပါပဲတဲ့။ဇကိုင်းမှာလည်းတချို့နေရာတွေမှာအပုံနိုင်ထွက်ပြီးတော့အခုတချို့ဆက်ထုတ်လို့ရတဲ့အလောင်းတွေဆိုလည်းမီးသဂျိုးတဲ့ခါမှာတကယ်ကိုမီးသဂျိုးဆက်တော့မနိုင်လောက်အောင်ထိဖြစ်ကုန်တယ်တဲ့။ဒါလောက်ထိစိုးစိုးဝါဖြစ်သွားတာပါဗျာ။ခင်ဗျားတို့အဲ့လားသိစေချင်တာပါ။ဆိုတော့ခုနပြောရင်အနုမြူပုံအတန်အနုမြူပုံအလုံး၃00ကျော်လောက်ချတာနဲ့ညီမြရဲဆိုတာကြီးရတော့ခင်ဗျားတွေးကြည့်လိုက်ဗျာ။ဘလို့မှခင်ဗျားတို့တွေးကြည့်လို့မရအောင်။ဒါတော့နေရာတစ်ခုဘုံတစ်လုံးကြာရင်တော့ဘလောက်ပေါက်ကွင်းပြတ်ထမ်းပြီးဘလောက်ဒုက္ခအောင်လဲဆိုရင် အလုံး၃30လောက်ကြာတာဆိုတော့တွက်တာကြည့်ပေါ့အဲ့ဒီလောက်ထိပြင်းထန်တယ်လို့အမေရိကန်ကဟိုပြောတယ်ဆိုတော့ဒါကြောင့်စိုးရိမ်စရာကောင်းတဲ့အခြေအနေလို့ကျွန်တော်ပြောချင်တာပါနောက်တစ်ခုကတော့ဒီမှာဒီဒီညမှာမစ်ဆီမာတို့ DVV တို့ကလန်လန်မိသားလောက်တို့ဆင်းပြူစုတယ်ဆိုပြီးတော့တို့ထုတ်ပြန်တဲ့ဆင်းတွေမှာကြာတော့နော်ခုဒါဒီကနေ့အမှန်လို့မပတ်ဘူးပေါ့နော်ဒါပေမဲ့ဒီလောက်လည်းနီးစံနိုင်ခြေရှိတယ်ဘာလို့ဆိုတော့တို့ကခံမှန်းတာပေါ့နော်လူဘယ်လောက်သေဆုံးတာလို့မေးရင်2984ဦးတဲ့တို့ကခံမှန်းတာမစ်ဆီမာခံမှန်းတာ2984ဦးလို့ခံမှန်းတယ် DVV ကတော့2928ဦးလို့ခံမှန်းတယ်ဆိုလိုတာကတော့တို့ခံမှန်းချက်က2900ဆိုတော့ 2900 plus လို့ခန့်မှန်းထားတယ်ဆိုတော့ NASA ကအနေနဲ့လည်းကျွန်တော်ထင်တယ်မနေ့ပြန်တစ်ပတ်ခါဆိုရင်တော့ဟိုနောက်ထပ်သူတို့ကွယ်လွန်ဆုံးပါရတဲ့သူတွေအကြောင်းဘာဖြစ်နိုင်လိမ့်မလို့ယူဆပါတယ်เนาะဆိုတော့ကျွန်တော်တို့နိုင်ငံမှာကလက်ရှိရင်ဆိုင်နေတဲ့ပြဿနာကတော့အဲ့လိုတွေရင်ဆိုင်နေရပါတယ်အဲ့တော့အားလုံးဂန္ဓာသီးစတာသီးတွေပုံကိုယ်တွေအားလုံးကရှင်းပြကိုတက်ကျွန်းနဲ့ဘာသာရဲနဲ့ကိုလုံနိုင်တဲ့အားတွေနဲ့စပြီးတော့ကြီးကျယ်စလုပ်ကြဖို့လိုပြီးလို့ကျွန်တော်တိုက်တွန်းချင်တယ်ဟိုဒီအချိန်မှာကျွန်တော်တို့ကဟိုရန်သူမိတ်ဆွေမခွဲကြဘဲနဲ့ကျွန်တော်တို့ကအားလုံးမြန်မာနိုင်ငံသားဆိုတဲ့စိတ်နဲ့ အဲကျွန်တော်တို့ရည်တည်ရှင်းသန်းစူးစမ်းကြဖို့တက်နေသမျှအခုအတူတူလက်တွဲညီလောက်ကြဖို့လိုပြီးလို့ယူဆတယ်ဗိုလ်ချုပ်ကြီးမရောက်နိုင်ကိုယ်တိုင်ကလည်းအကုန်လုံးကိုဖိတ်ခေါ်ထားပါတယ်ဖိတ်ခေါ်ထားပြီးဖြစ်တဲ့အတွက်အကုန်လုံးဒါဗိုလ်ချုပ်ကြီးဆိုရင်ပွင့်လင်းပြောရရင်ကျွန်တော်သူ့နေရာမှာဒီတစ်ခါတော့တကယ်သူ့ကိုတကယ်စာနာမိပါတယ်ကိုကြီးနဲ့စာမိတယ်စာလည်းစာနာမိတယ်နိုင်ငံကောင်းဆောင်ဖြစ်တယ်နိုင်ငံကောင်းဆောင်တာဝန်ယူရတယ်သူလုံးဝဒီကိစ္စကြီးမှာ तू တော်တော်လေး shock ရသွားပုံရလိမ့်မယ်ဒါဆိုသူစဉ်းစားမှာအများကြီးရခင်ဗျာ तू လုတ်ပြရမှာလေအများကြီး तू တော်တော်လေးကိုခေါင်းအေးထားပြီးတော့ तू လက်လန်းပြရနေအကုန်လျှောက်အကုန်လျှောက်လိုက်သွားသွားပြီးတော့အကုန်ညွန်ကြတရဆက် ဒီဘူဂျုံမကြီးရဲ့ညအိတ်ချင်တော်တော်နဲသွားမဲ့သဘောရှိတယ်။သူတော်တော်လေးကိုအအောင်ဆိုက်ခဲ့တာတွေ့ရတယ်။ဆိုတော့ဒါအောင်ကြီးချင်းအပြင်သူလည်းဟိုကျွန်တော်တို့ရှေ့မှာကျွန်တော်ဘလို့ပဲအချင်းကြီးဝဲမှုပဲခဲ့ဒီတစ်ခေါက်မှာနေကျွန်တော်သူ့ကိုတော်တော်လေးအသိမပြုပါတယ်တကယ်အသိမပြုပါတယ်။ခဲတော့ကြိုက်ကြပြီးကြတယ်ကျွန်တော်တို့အသိမပြုပါတယ်။ဘာပဲပြောဘူဂျုံမကြီးနဲ့အတူကျွန်တော်လက်တွဲပြီးတော့ဒီတိုင်းပြည်ရဲ့ငလင်ဘေးထံကနေကျွန်တော်ရုံးထားဖို့လိုအပ်တယ်လို့ကျွန်တော်မြင်တယ်။ဒီအချိန်မှာခင်ဗျားတို့တွေနဲ့ဘူဂျုံမကြီးရဲ့စီမံခန့်ခွဲမှုနဲ့အတူကျွန်တော်တို့အတူတူ လက်တွဲပြီးတော့သွားมาပဲရမယ်ဆိုတာတော့တော့ခင်ဗျားတို့ကျွန်တော်တို့တစ်ချက်တော့အဲ့လောက်လေးတစ်ချက်တော့တွေးပေးပြီးတော့ကိုလလန်းပြာနေဝိုင်းကူကြဖို့လိုမယ်လို့ကျွန်တော်တိုက်တွန်းချင်တယ်။ဘာလို့ဆိုတော့ခင်ဗျားတို့ကျွန်တော်ချင်းချင်းမုန်းနေနေရခဏပါအချိန်တခုရောက်ရင်အားလုံးပျက်စီးဆုံးရှုံးသွားကြဖြစ်တဲ့အတွက်ကျွန်တော်ချင်းချင်းမုန်းနေနေဖယ်ထားနိုင်ဖို့လိုအပ်တယ်လို့ကျွန်တော်မြင်တဲ့ဒီကာလာမျိုးပါဗောနော်အဲ့လိုမြင်တယ်။နောက်တစ်ခုကကျွန်တော်တို့ဒီဒီဟာကာလာမှာပို့ပြီးတော့ဖြစ်တာကတော့ပို့ပြီးတော့ကျွန်တော်တို့သတိထားကြီးကြီးထားမှာတော့ချင်းချင်းချားမှာတိုက်ရှူသွေးခွဲပြီးနိုင်ငံရေးအရာ ဒုက္ခပေးမဲ့အဖွဲ့တွေပေါ့နော်အဲ့ဒါတွေလည်းသတိထားကြပါဒါတွေကနိုင်ငံရေးအရထိုးနှက်ကြတယ်တက်ချူသူးခွက်ကြတယ်ဒီဇလန်တွေကဖြစ်လာအောင်ပါပါမဟုတ်ဖြစ်လာအောင်ပါပါနောက်တစ်ခုကပို့ပြီးတော့နောက်တစ်ခုထပ်ပြောပြချင်တာကတော့လျှက်စင်မီကိစ္စလျှက်စင်မီအဲလျှက်စင်မီကိစ္စလည်းတော်တော်လေးပြည်သူလူထုအနေနဲ့လျှက်စင်မီကိစ္စလည်းစိတ်ရှည်သိခံပေးကြပါဒီကာလာလေးမှာသိခံပေးကြပါလို့ပဲကျွန်တော်တိုက်တွန်းချင်တယ်အဲပြီးတော့ကိုလလန်းမီယာနေရာနေကိုကြီးကြဖို့တိုက်တွန်းချင်တယ်အဲ့တော့နံပါတ်၁ပြန်ပြောရရင်ရန်ကုန်မန္တလေးလိုင်းအဲအကားတွေပြန်ပြီးတော့မြန်မာဆန်သွားပြီးတော့ကုညီကယ်ဆယ်မြန်မာဆန်လောက်လို့ရအောင် နံပါတ်1အစိုးရအနေနဲ့ဦးစားပေးလုပ်ရလိမ့်မယ်လို့ယူဆတယ်။နောက်လေးနေမြန်မြန်ဆင်းလို့ရအောင်လေးရင်ကွင်းတွေကိုမြန်မြန်ဆင်းစားမန္တလေးလေးတွေကိုမြန်ဆန်အောင်ပြုလုပ်လိမ့်မယ်လို့လည်းယူဆတယ်။အခုကစကိုင်းဒရာဆိုလို့ရှိရင်လည်းခင်ဗျာဒီဘက်ဒရာချိုးကြတယ်ဟိုဘက်ဒရာမောင်းမှုဖြတ်မောင်းမှုခက်တဲ့အထိဖြစ်ကုန်တယ်။ဒါတွေကပကတိအရှိတရားတွေပါ။ဒါကြောင့်ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့နေ့စဉ်တိုက်တွန်းပါမယ်။ဒီဒီချိန်တော့ပူဇော်မှုကြီးမြန်အောင်လိုင်းလက်ကိုချိတ်လိုက်ပါတွဲလိုက်ပါပူဇော်မှုကြီးမြန်အောင်လိုင်းရဲ့ဥဆောင်မှုနောက်ကိုကျွန်တော်တို့အတူတူလိုက်ကြပါကျေးဇူးပြုပြီးတော့ဒီဒီချိန်တော့ ကျွန်တော်လိုက်ကြည့်ပေးလိုက်ပါ။နောင်မှသူ့ကိုကျွန်တော်ဝေဖန်တာတက်တက်လုပ်ပါမယ်။သူ့ရဲ့နိုင်ငံရေးယူဆတွေမှာသူ့ရဲ့စဉ်းစားပုံစံတွေကိုဝေဖန်တာတက်တက်ပါ။ဒီကာလာလေးမှာတော့ကျွန်တော်တို့အတူတူသူ့ရဲ့ဟိုဥဆောင်မှုနောက်ကိုလိုက်ပြီးတော့အတူလက်တွဲပြီးတော့ကျွန်တော်ရှေ့ကိုသွားမှရမယ်ဆိုတာလေးကိုပဲတိုက်တွန်းရင်းနဲ့ဒီနေ့တော့တလောက်ပါပဲအားလုံးပဲ။လိုချင်တဲ့ရှိရင်တောင်းပန်ပါတယ်။အားလုံးပဲကိုကျေးဇူးတင်ရှိပါ။တိုက်ယူဖို့စေနာမထားကြပါသစ္စာရှိပါ။ကိုယ့်နိုင်ငံသားအချင်းချင်းအပြန်လန်တက်ဖြတ်နေကြတယ်။ဘေးဒုက္ခတွေ့နေကြတာတွေကိုပျော်နေကြတဲ့လက်ခုလိုပါတီးပျော်နေတဲ့လူမိုက်လူရန်ကတမားထဲမှာခမည်းအဖြစ်နေမှာလားဆိုတော့ကိုယ့်ကိုပြန်မေးပါလို့ပြောရင်း